ဆိုရင်လောကမှာအကျန်းတို့အချောတို့အကျွတ်တို့ဆိုတာကြားကိုကြားတာအကျန်းတို့အချောတို့အကျွတ်တို့အကြောင်းကျွန်တော်မပြောခင်ကျွန်တော်73ခုအကြောင်းအရင်ပြောပြမယ်73ခုနဲ့ပတ်သက်ပြီးကျွန်တော်ဘလောက်ရိုက်ခဲ့ပြီ73ခုဆိုတာထိုင်းနိုင်ငံတနိုင်ငံလုံးဆိုရင်လက်ကရောင်းနေတဲ့ဆီပဲပဲဘင်းချန်းဆိုတာဘာလဲဆိုတာကိုကျွန်တော်အရင်ပြောပြပေးမယ် စပိန်ကိုရောက်နေတဲ့စပိန်နေအားလုံးကဂျပန်နိုင်ငံနေပြီးတော့ကွန်တီနာပုံးနဲ့လာတယ်။အဲ့မှာမှာ A grade B grade C grade ဆိုပြီးရှိတယ်။ A grade ဆိုတာက quality အမြင့်ဆုံးပုံပဲ။အဲ့မှာက brand name နဲ့စပိန်နေပါရင်ပစ္စည်းကမ်းတွေမြင့်တယ်၊စေးသားတွေတန်တယ်။ B grade ဆိုတာကတော့အလယ်လတ်။ C grade ဆိုတာကတော့အညံ့ဘုံလို့ခေါ်လို့ရတယ်။ ဘေပုံးမှာပဲပါပါကလင်နာထဲမှာပါတဲ့အခြေအနေအတိုင်းကိုဘိန်ဂျန်လို့ခေါ်တယ်။အဲဒီအခြေအုံမှာရှောင်းလန်းဖြစ်အောင်ဆင်းလိုက်တဲ့ဘေယုံကြတော့ဘိန်ဂျောလို့ခေါ်တယ်။အဲဒီကမှနေတဲ့စင် quality မြင့်တဲ့ဘိန်ကြီးဖြစ်စည်းကန်းကောင်းတဲ့ဘိန်ကြီးကိုစီးတဲ့စတီကာတွေလိုအပ်ချက်တွေအကုန်လုံးအစားအဆုံးတူတူချာချာလောက်လိုက်တဲ့ဘိန်ကြီးကိုကြတော့အကျုပ်ဘိန်လို့ခေါ်တယ်။ဒီနေ့ 73ဂိတ်မှရှိနေတဲ့ကျွန်တော်တငယ်ချင်းကအပုံလိုက်ဖြစ်နေတဲ့ဘိန်းချင်းကိုအချောဆင်မယ်ဆိုလို့ပညာရရအောင်ကျွန်တော်သူ့စီကိုလာနေရဖြစ်ပါတယ်။အပုံလိုက်ဖြစ်နေတဲ့စပိန်ပစ္စည်းတစ်ခုချင်းစီကိုဘယ်လိုတန်ကြီးချုပ်မလဲ။ဖရိတ်မှာပေးနေတဲ့အစွန်တင်တွေကိုဘယ်လိုဖျောက်မလဲ။အစွန်တင်တွေဖျောက်ဖို့ဘာစီတွေသုံးရမလဲ။စပိန်ဒီဇီလုံးကိုအစအဆုံးဘယ်လိုဆင်မလဲဆိုတော့ဒီဗီဒီယိုမှာရိုက်ပြပေးရပါမယ်။ အခုဒီပုံမှာမြင်ရတဲ့အတိုင်းပဲစပင်းရတစစီဖြစ်နေတယ်။စပင်းရရုပ်ထွက်ချီနေရတော့တန်ကြီးပါနေအစွန်ထင်းနေပါတယ်။အဲ့ဒါကိုကျွန်တော်တို့စပြီးတော့စေးပါတယ်။ဘာနဲ့စေးလဲဆိုတော့စပ်ပြမုံနဲ့စေးပါတယ်။ပုံမှန်ချင်းတရားဖြင့်ဆက်ပြမုံနဲ့စီလို့တချို့ယာရီကပြောင်းဝင်မဲ့ မပြောင်းတဲ့အရာတွေကြလို့ရှိရင်တော့စက်ပြမုံနဲ့အစွန်းချွတ်စီမှာတုံးတဲ့ caustic နှမျိုးဆက်ပြီးတော့ဆေးရပါတယ် caustic ကမျက်စိရဲ့ဝင်ရင်ကန်းတတ်တယ်အသားယူထင်ဆက်ပြင်းပြင်းနေဖြစ်တယ်အနာဖြစ်တတ်တယ်ပေါ့နော်စားတတ်တဲ့သဘောရှိရင်အဲ့ဒါ caustic ကန်နေဆိုလို့ရှိရင်တော့ chemical glove လို့လိုက်ဆိုပြီးတော့ကန်တာတော့ပိုအဆင်ပြေပါတယ်ပြီးရင် caustic နဲ့ဆေး စေဗီဝါရဲ့ဆက်ပြမှုရင်းနဲ့တစ်ခါပြန်စီပြီးွားလို့ရှိရင်လိုတဲ့နေရာကို brush တွေ right နဲ့တိုက်ပြီးတော့ရှင်းမြများလောင်းမရပါဘူး caution နဲ့စေဗီတာပင်ကိုရည်တိချပြောင်းမစေးလို့ရှိရင်ငကိုရှိပြီးသားမူလစေးတွေပါပျောက်သွားရေလျှော့သွားရေအခြေအနေဖြစ်ပါတယ်အဲဒါကျွန်တော်တို့ caution နဲ့ပြန်စီတယ်ပြီးွားလို့ရှိရင်ဆက်ပြမှုနဲ့ချက်ချင်းပြန်စီတယ်ပြီးွားရင်ရှင်းမြများလောင်းပြီးစေးပြီးတော့ စီလိုအပ်ရင်မှုတ်ဖို့အတွက်ကိုနေပြန်လှမ်းမိရပါတယ်။ကော့ရှိကတန်ကြီးရှိနေတဲ့နေရာကိုလည်းပြောင်းပါတယ်။ဒါပေမဲ့ကြာကြာထားလို့တော့မရပါဘူး။အဲ့တော့ဒီမှာတော့ပုံမှန်အဖြစ်တောင်းတန်ဝအစွန်းထင်းတန်ကြီးတွေကိုတော့ကော့ရှိနဲ့အရင်ဆေးချလိုက်တာပါပဲ။ ြစ်စည်းကမ်းတစ်ခုချင်းစီကိုတည်တည်ချာချာလေးတန်ရှင်းလုပ်ပြီးသွားလို့ရှိရင်နေတိချာပြန်လှမ်းပေးရပါတယ်နေတိချာလမ်းမှာဆေးမုတ်တဲ့အခါမှာဆေးသီးတာတော့ဆေးတွဲတာတော့မဖြစ်မှာဖြစ်ပါရဲ့အဲ့မှာရေစုံနေလို့ရှိရင်တော့ဆေးသီးတာတော့ဆေးတွဲတာတော့ဖြစ်တတ်ပါတယ်ပြောလို့ရှိရင်လိုအပ်တဲ့နေရာတွေကို ော့ပဲနည်းနည်းပြန်စားပြီးသွားလို့ရှိရင်နီကယ်လိုတဲ့အပိုင်းဆိုလို့ရှိရင်နီကယ်မှုတ်ပါရင်ကာလာပိုင်းလိုတဲ့နေရာဆိုလို့ရှိရင်လည်းလိုရတဲ့ကာလာကိုမှုတ်ပေးပါရင်ကျွန်တော်လည်းအားနေရာဖြစ်တဲ့အတွက်တငယ်ချင်းလို့ကိုဝိုင်းကူလုပ်ပေးခဲ့ပါတယ် လိုအပ်တဲ့ဈေးပန်းဝင်ပြီးွားရင်တော့ဈေးချောင်းလို့နေဘူးပြန်လည်းမရပါဘူး။နေဘူးထဲမှာကျွန်တော်တို့၃နာရီလောက်လှမ်းပြီးသွားတဲ့အခါကျတော့မှကျွန်တော်တို့ပစ္စည်းကမ်းတွေကိုစာစင်ပါတယ်။အခုကတော့ break down ကိုဆင်းနေရပါ။အဲ့ဒီ break down မှာဆိုလို့ရှိရင်လည်းအရှိ break กว่าမှာဆိုလို့ရှိရင်အပေါက်၃ပေါက်ပါပါတယ်။ပုံမှန်အားဖြင့်တော့ break กว่าရဲ့ subprime ဒုတိယပေါက်မှာပဲထားပါတယ်။ break out တက်ပြီးွားရင်တော့ကျွန်တော်တို့ရှေ့ဘင်းရှင်ဖို့အတွက်ကို market ကြီးတက်ပါတယ်ကျွန်တော်တို့ market လို့ခေါ်နေတာကတော့တကယ်တမ်းတော့ market ဖြစ်ပါတယ်ရှေ့ဘင်းတက်ပြီးွားလို့ရှင် ကျွန်တော်တို့ handover ကိုတက်တယ်ပြီးွားလို့ရှင်တော့နောက်တဲ့ကိုတက်ပါတယ်နောက်တွဲတက်ပြီးွားရင်တော့ကျွန်တော်တို့နောက်ဘက်ဝင်တက်ပါတယ် ။နောက်ဘင်းတက်ပြီးသွားရင်တော့ကျွန်တော်တို့ခွေရဲမယုံကိုပြန်ဆက်ပါတယ်။ခွေရန်နေတယ်ဆိုလို့ရှိရင်တော့ခွေချိန်ပါတယ်။လုတ်သက်စာဗေးရခွေချိန်တာတော်တော်ကျွမ်းတာဖြစ်တဲ့တကြောင်စပိန်ဖရိတ်မှာတွဲပြီးတော့ပဲခွေချိန်နိုင်ပါတယ်။တကယ်တော့ခွေချိန်နေဆိုတာကခွေချိန်ကုန်ပေါ်မှာချိန်လို့ရှိရင်တော့ချိန်တော်တော်ကြာကြာပေးရပါတယ်။ဒါပေမဲ့အတွေ့အကြုံကကျွမ်းကျင်နေတဲ့လူတွေအတွက်ဆိုရင်တော့ ်ခွေချင်တာလွယ်ပါတယ်ရှေ့ဘင်းရောနောက်ဘင်းရောဆင်းပြီးသွားပြီဆိုလို့ရှိရင်တော့ဘရိတ်ကျူးတက်ပါတယ်ဘရိတ်ကျူးတက်တာလည်းပညာပါတယ်လုံးတက်ရင်လွယ်သလောက် မလုံးတက်တဲ့လူတွေအတွက်ဆိုရင်ဘရိတ်ကျူးတက်တာလည်းတော်တော်ခက်ပါတယ် ရှေ့ဘရစ်ကျူတက်ပြီးွားရင်တော့ကျွန်တော်တို့စုံဝင်တက်ပါတယ်။စုံလဲတစားစီဖြုတ်ပြီးတော့မဲစီပြန်ထည့်တယ်။ဘယ်ရင်ငေကိုလည်းစီပြန်ထည့်တယ်။ပြီးွားတော့မှစုံဝင်ငိန်နေအောင်လို့တေးချာချက်ပြီးထည့်ရပါတယ်။ဒါရီယာလေးအချောမစင်ရသေးတဲ့ဘိန်းတွေဖြစ်ပါတယ် ပြီးရင်တော့ chain ring နဲ့ crane နဲ့ battery တက်ကပါတယ် chain ring နဲ့ crane နဲ့ battery တက်ပြီးွားရင်လည်းချောမွေးမှုရှိမရှိကိုသေချာပြန်စစ်ပေးရပါတယ်ပြီးတော့မှအပိုင်းချက်ပါတယ် chain င်းများဟာဘယ်ညာရှိရအတွက်ကြောင့်ဘယ်ညာကိုတည်တည်ချာချာစစ်ပြီးမှတက်ပေးရပါတယ်ဘယ်ဘက်ကချင်းင်းများမှာ L လို့ရေးထားပြီးတော့ညဘက်ကခြေနေမြာမှာ R လို့ရေးထားတပါရဲ့ပြီးရင်တော့နောက်တွဲအတက်စင်ကောင်းမကောင်းကိုကီယာကျုံမတက်ရသေးပဲနဲ့စစ်ပါတယ်နောက်တွဲကိုတော့ကျွန်တော်တို့ Red Gorilla လို့ခေါ်ပါတယ် ီးရင်တော့ gear cloud တွေကိုတက်ပါတယ်နောက်ဖရိတ်ချုပ်တန်ရဖြစ်ပါတယ်ဖရိတ်ညစ်တဲ့အခါမှာချောချောမွေ့ဖြစ်အောင်လို့ ရိတ်ပိုက်တွေကိုစီနေနဲ့ထည့်ပေးပါတယ်။ပြီးရင်တော့ပရိတ်ကိုတိကျပြန်ဆန်းရပါတယ်။ဘရိတ်ကအရေးကြီးတဲ့အတွက်ကြောင့်ဘရိတ်ကိုခဏခဏဆန်ပါရယ်ချိန်သိအောင်လုပ်တိချဆန်ပါရယ်ရှင်းတဲ့ဘရိတ်တွေတိချဆန်ပြီးပါရင်တော့ကျွန်တော်တို့ကြာကျွတ်တက်တဲ့အလုပ်ကိုစလုပ်ပါရယ် ရာကျူးတက်တဲ့အခါမှာလည်းခရာချင်းတဲ့အခါမှာချောချောမွေဖြစ်အောင်တော့ခရာကျူးရဲ့ပိုက်တွေကိုစီနေနဲ့ထည့်ပေးပါရစေ။ခရာကျူးတက်ပြီးသွားရင်လည်းခရာတက်စင်းမှန်မှန်ကိုတစ်ချက်ပြင်စစ်ပေးရပါတယ်။ခရာကျူးတက်တာလည်းအရင်လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အနောက်ကီယာကျိုးတက်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့အရှိကီယာကျိုးတက်ပါတယ်ပြီးရင်တော့ထုံးစံအတိုင်းကီယာတက်စင်းမှန်မှန်ကိုပြန်စစ်ပေးရပါတယ် အခုဆိုရင်တော့အပုံလိုက်ဖြစ်နေတဲ့စပင်းရနေပြီးတော့ဒီလိုရုပ်ဖြစ်သွားပါပြီဒီချင်းတွေကိုဘိန်းကျော်လို့ခေါ်ပါတယ်ပုံလိုက်ဘိန်းဘွားနေပြီးတော့2000 2005နဲ့ရောင်းလို့ရတဲ့ဘိန်းကျော်တစ်စီးဖြစ်သွားပါပြီအပုံလိုက်ဘိန်းဘွားနေပြီးတော့ဒီလိုချင်းတွေရောက်ဖို့ကိုရှိစီတာတန်ကြီးချွတ်တာလွဲတဲ့စီပြင်လို့တာဘရိတ်ကျူကီယာကျွတ်တတ်တာ အားလုံးကိုကျွန်တော်တို့အချိန်၄နိုင်လောက်ပြီးခဲ့ရပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။